ဲ့ formula လေးနှစ်ခုတော့မယ်လူလည်းလေးပါဒီနေ့ဟာဒီကဘာလဲဆိုတော့အဲ data တွေများနေတဲ့အားထဲမှာဒီလူမျိုးပြောင်းတောက်ဖြစ်နေတဲ့အများကြီးဘာ number တွေအများကြီးတဲ့မှာအဓိကသူကဘယ်နှမျိုးပါလဲဒီထဲမှာ၅မျိုးပဲရှိတယ်ဆိုလို့ရှိရင်၅မျိုးပဲခြံနေတာထက်နေတဲ့ဟာတွေကိုဖယ်ထုတ်လိုက်ချင်တာပေါ့အဲ့ဒါကိုအာဖယ်ထုတ်မှာနောက်တစ်ခုကကြတော့ data validation နဲ့သွားမယ် data validation ကကျတော့နောက်ထပ်တနေရာမှာအဲရိုက်လိုက်လို့ရှိရင် အမားတွေဖြစ်မှာဆိုလို့ကိုကအဲ drop down list လေးနဲ့ချိန်ထားမှာ drop down list ပုံစံလေးနဲ့ချိန်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ data validation ကိုသုံးမယ်ကဲဒါဆိုပထမဦးဆုံးဘာလို့သုံးလဲဆိုလို့ရှိရင် ပထမအဆုံးလုံးမှလေးရကြတော့ဒီမှာ duplicate အဲ data တွေကိုမလိုတဲ့ဟာတွေကိုဖျက်ပြထပ်နေတဲ့ဟာတွေကိုဖျက်ပြမယ်ပေါ့ထပ်နေတဲ့ဟာတွေကိုဖျက်ပြတာကတော့လွယ်တယ်သူကဘာမှ ခက်ခက်ခဲခဲမရှိဘူးကိုရှိတဲ့ data လေးကိုပဲဆက်လက်မှတ်လိုက်ပြီးတော့ဒီမှာရှိတဲ့ data တွေကနေပြီးမှဒီမှာဒီနာဟာလေး remove duplicate ဆိုပြီးတော့ရွေးလိုက်ရတယ် remove လုပ်တယ်ဆိုတော့ဖယ်ထုတ်လိုက်တာ duplicate ထပ်နေတဲ့ဟာတွေကိုဖယ်ထုတ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ remove duplicate လေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်သူကဒီမှာဘယ်ဟာကိုဖြတ်မှာလဲ ကိုဖြတ်မဲ့ဟာကဒီမှာကြည့်လိုက်ကိုရဲ့ column branch ဆိုတဲ့ column လေး branch ဖြစ်တဲ့အကြောင်းကိုသူကလည်းဒီမှာပေါ်ပြထားပြီးတယ်။အဲ့ဟာလေးကို OK လေးနှိပ်လိုက်ပြီးဆိုလို့ရှိရင်ဒီမှာ तू က9000ကျော် तू 9000ကျော်ထက်နေတဲ့အရာ9000ကျော်ကို तू ကတွေ့ပြီးတော့မှ तू remove လုပ်ပစ်လိုက်ပါတယ်တဲ့။ OK လေးနှိပ်လိုက်တယ်ဆိုလို့ဒီမှာကိုရဲ့အမျိုးအစားဘယ်နှခုပဲရှိရလဲ။အမျိုးအစားအားလုံးပေါင်းမှာ9မျိုးပဲရှိတယ်။အဲ့ဒါကိုကအခြားနေရာမှာ data တွေအများကြီးရိုက်ထားတဲ့အခါကျတော့ အများကြီးဖြစ်နေရန်ကုန်ဆိုလို့ရှိရင်လည်းရန်ကုန်နဲ့ထက်ခါထက်ခါဖြစ်နေမန္တလေးဆိုလည်းထက်ခါထက်ခါဖြစ်နေတယ်ဒီမှာကြုံပြော်ဆိုလည်းထက်ခါထက်ခါဖြစ်နေအဲအဲ့လိုဟာတွေကိုနောက်တနေရာမှာကိုက copy paste လုပ်လို့ရှိရင်မလိုချင်တဲ့ကောင်တွေကိုဖြတ်တယ်ပေါ့မလိုချင်တဲ့ကောင်တွေကိုဖြတ်တယ်ဆိုလို့ရှိရင်ဒီမှာရှိတဲ့ remove duplicates လေးကိုသုံးလိုက်လို့ရှိရင်ရပါတယ် ဒါကပထမတစ်ခုနောက်တစ်ခုကကျတော့ဘာလုပ်မှလဲဆိုရင် data validation data validation ကတော့ကိုကအဲရိုက်ထည့်ရတယ်လက်နဲ့ type in လုပ်တယ်ဆိုလို့ရှိရင် type in error ကြောင့်တော့၎င်းတစ်ခုပေါ့နော်အမားတွေဖြစ်မှာဆိုလို့ drop down list လေးလုပ်ထားမှာ drop down list လုပ်ခြင်းအားဖြင့်အဲသူက data validation ဆိုတာကကျတော့သူကပြောရရင်တော့ဒစိဒစိတုံးရိုက်ထားတယ်လို့ပဲပေါ့အဲအမားနှဲအောင်လို့လုပ်ထားတာမမအောင်လို့လုပ်ထားတာဒါကြောင့်မလို့ကိုကကိုယူမဲ့ နေရအချက်လက်တွေဥမာကိုမ customer list တွေ supplier list တွေတခုခုရှိတယ်ပေါ့အဲတခြားကိုရဲ့ product item တွေရဲ့ name တွေလည်းရှိမယ်အဲ့လိုမျိုးဟာကိုကိုကတစ်ဖက်ချမ်းမှာရိုက်ထည့်ဖို့ရအတွက်မားမာဆိုးသွားရင် draw down list လေး ਨੇ အသုံးပြုမယ်ဒါကြောင့်မလို့သူ့ကိုကျတော့ဘယ်လိုလုပ်လဲဆိုလို့ရှိရင်ဒေတာတွေကိုသွားမယ်ဒေတာတွေကိုသွားပြီးတော့ ဘယ်ကိုသွားမလဲဆိုလို့ရှိရင်ဒီမှာရှိတဲ့ data validation data validation လေးကိုရွေးရမယ်ရွေးမယ်ဆိုတော့ကိုကဒီမှာ allow ဆိုတဲ့နေရာလေးမှာ data validation drop down list ဖြစ်တဲ့အတွက် list အတိုင်းလေးပေါ်စီခြင်းလားဒါကြောင့် list ကိုရွေးမယ်ပြန် source source ကဘယ်ကနေယူမလဲလို့ပြောရင် ကိုယ့်ရဲ့ယူမဲ့ data ရှိတဲ့နေရာဒီအခြားရှိလဲဖြစ်နိုင်တယ်တခြား workbook လဲဖြစ်နိုင်တယ် ဒါကြောင့်မလို့အခုဒီမှာကတော့နမူနာအပြင်ရှီတူထဲမှာထည့်ထားပေးရပေါ့ရှီတူထဲမှာဒီ customer name ကိုထည့်ထားပေးရ customer name တွေဘယ်လောက်ရှိလဲရှိတဲ့ဒီအားလုံးကိုပေါ့အားလုံးဟိုဘက်ချမ်းမှာ drop down list မှာရွေးလိုက်တာနဲ့ပေါ်ကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ okay လေးကိုပေးလိုက်မယ်ဒါဆိုဒီမှာ down arrow ပုံစံမျိုးလေးပေါ်သွားပြီဒါဆိုတို့ကရိုင်းမထည့်တော့ဘူးရိုင်းမထည့်ဘဲနဲ့ဒီ drop down arrow လေးကိုနှိပ်လိုက်ခြင်းအပြင် customer name တွေကဒီမှာဝင်နေပြီအားလုံးပေါင်း customer ကဒီမှာဆိုရင်၈ခုပေါ့အဲ့မှာကိုကကို ရိုက်တင်တဲ့ကစားမနာမည်ကိုရွေးတယ်မမားတော့ဘူးပေါ့တခါတစ်ချက်တည်း draw down list လောက်ထားတော့နောက်တစ်ခုဟာတွေကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ copy လေးဆွဲချလိုက်တာနဲ့ရပြီလေအဲဆိုအောက်ကသူကအပေါ်မှာဇက်ဇက်ရွေးထားလို့အောက်ကတော့သူကဇက်ဇက်လေးဖြစ်သွားတာပေါ့ delete လုပ်မှာ delete လုပ်ပြီးတော့နောက်တစ်ဟာတွေကိုသူကဘာလုပ်မလဲထည့်ရွေးမယ်ကိုရိုက်တင်တဲ့ကစားမနောက်တစ်ယောက်ပေါ့ဒီတစ်ယောက်ပေါ့ဒီတစ်ယောက်ဆိုလို့ရှိရင်အဲ့လိုလေးပဲယူလိုက်မယ်နောက်ဟာလေးဆိုလို့ရှိရင်လည်းအဲ့လိုပဲပေါ့ဒီမှာသူ့ဘေးနာဟာလေးကိုပဲနှိပ်လိုက်ရုံပဲ နော်ဒါဆိုလို့ရှိရင်ဒီနေ့နှမျိုးပြောတာကကျတော့ပထမတစ်ခုကပါလဲထက်နေတဲ့ data တွေကို remove duplicate လုပ်တယ်ဖယ်ပေးလိုက်တယ်ပေါ့ထက်နေတာတွေကိုဖယ်ပေးလိုက်တယ်နောက်တစ်ခုကကျတော့ drop down list လေးကို သုံးတာဒီနှစ်ခုပါပဲဒီနှစ်ခုကတော်တော်လွယ်ပါတယ်တော်တော်လွယ်မှာတကယ်လက်တွေ့လုပ်ငန်းဝင်မှာဆိုလို့ရှိရင်ဓာတ်ရင်းတွေကတော်တော်များများသုံးရတယ်ကို data တွေအဲကိုကိုလုတ်ထားတဲ့စရင်စရာအားတွေကမှန်လားမှန်လားပြန်နေစစ်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ဒီလိုမျိုးလေးတွေ ုံးရတဲ့ဟာမျိုးတွေကြုံလာတာရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲတနေရာမှာတော့အသုံးဝင်နေပေါ့နော်။ဒါဆိုရင်ဒီနေ့တော့ဒါလေးနှစ်ခုကိုအဲလေ့ကျင့်သွားတယ်ပေါ့။နောက်နေ့ကျလို့ရှိရင်လည်းအဲတခြားအဲဒိုစီဒိုစီလေးတွေအသုံးဝင်တဲ့ဖော်မြူလာလေးတွေကိုထပ်ပြီးတော့လေ့ကျင့်မှုရှိပါတယ်။ကျေးဇူးတင်ပါတယ်။